မလို့သာပြန်ရှင်ဦးဝင်းနိုင်ကတော့နောက်ဆက်တွဲခလင်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုအသိပေးလာခဲ့ပြီလေဖြစ်ပါ रे မလို့သာပြန်ရှင်ဦးဝင်းနိုင်ပါဝင်ချန်တဲ့ engineer ရရောငလင်ပညာရှင်တွေကပါမြန်မာနိုင်ငံရဲ့နောက်ဆက်တွဲခလင်ကဆိုရင်ဆရာသိမရှိတော့ဘူးကြီးမာရင်ခလင်တွေလာတော့မှာမဟုတ်ဘူးဆိုပြီးတော့လူငယ်တွေရက်ကကြီးညာထားပေမဲ့လူငယ်တွေရနေဒီနေ့မှာမန္တလေးနဲ့စကိုင်းတိုင်းနေပြီးတော့မှာ Richter's ကငါးရသမအထက်ပဲတောက်လျှောက်လာနေတာဖြစ်တဲ့အတွက်အရေးပေါ်ထုတ်ပြန်ချက်တွေပြန်လည်ပြီးတော့ထုတ်ပြန်ကြရတာပဲဖြစ်ပါရယ်မူလသားပညာရှင်ဦးဝင်းနိုင်ကလေဒီတိုင်းဆိုရင်နောက်ဆက်တွဲကလင်ကလုံးဝလုံးဝကိုအထင်သေးလို့မရတော့ဘဲနဲ့နောက်ဆက်တွဲကလင်အခုချိန်မှာဆိုရင်တော့180ကျော်သွားပြီဖြစ်ပြီးတော့ဦးဝင်းနိုင်ရဲ့ပြောကြားချက်အရနောက်ဆက်တွဲကလင်စုစုပေါင်းဟာ300ကျော်သွားမယ်ဆိုပြီးတော့ခံမှန်းထားပြီလေးဖြစ်ပါ ဒီတခါကျတော့အရင်ရက်ကခံမှန်းထားတဲ့လူမျိုးနောက်ဆက်တွဲကလေးကလူမသိသူမသိကလေးမျိုးတွေမဟုတ်ပဲနဲ့စိုးရင်ရမယ့်အနေထားမှာပြန်လည်ဖြစ်ပေါ်နေကြောင်းကိုဦးဝင်းနိုင်ကပြည်သူတွေကိုအရေးပေါ်ပဲသတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ထပ်ပြီးတော့ပြောပြချင်တာကဒီကနေ့ဒီဘောနိုင်ငံရဲ့ငလင်ပညာရှင်တွေကမြန်မာနိုင်ငံအပေါ်မှာအကြံပေးချက်ပါ။ဒီဘောနိုင်ငံမှာ2015တုန်းကခနစ်သမရှိရှိတဲ့ငလင်ကြီးလောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တလအကြာမှာခနစ်တသမ ရင်အားရှိတဲ့ငလင်ကြီးတခုเนาะနောက်ဆက်တွဲငလင်ကြီးတခုလောက်ကသွားခဲ့တာပဲဖြစ်ပါတယ်သူတို့ညီဘောနိုင်ငံတခုလုံးကတော့ငလင်လုတ်တဲ့အခါမှာလုံးဝလုံးဝကိုမျိုးရင်းမှမနေတော့ဘဲနဲ့အိုးအိမ်တွေအကုန်လုံးကိုစွန့်လွတ်ပြီးတော့စွန့်ပယ်ပြီးတော့မြို့ပြင်မှာပဲတလားလောက်ဒုက္ခသစ္စာမှာနေခဲ့ကြတယ်လို့ပြောပါတယ်ဒါကြောင့်မလို့အခုမြန်မာနိုင်ငံမှာလည်းငလင်ကြီးလုတ်ခတ်ပြီးတဲ့အခါမှာတပတ်နှစ်ပတ်လောက်နဲ့၄၅၀ရက်လောက်နဲ့စိတ်ချလို့လုံးဝလုံးဝမရသေးဘဲနဲ့အထူးသဖြင့်ရန်ကုန်မှာဆိုရင်တော့ အရန်ကိုမှပြင်အားကြီးတဲ့ငလင်ကြီးတခုအနာဂတ်မှာလှုပ်ခတ်နိုင်တာဖြစ်တဲ့အတွက်အခုကလေးကနေမပေါ်ဆကြပဲနဲ့ယူကြနိုင်တဲ့အဆောက်အဦတွေနဲ့ဝေးရာကိုရှောင်ရှားကြဖို့အခုကလေးကနေအိုးအိမ်ကိုစွန့်လွှတ်ကြဖို့စွန့်လွှတ်ပြီးတော့လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့အတွက်တိုက်တွန်းထားရပြီဖြစ်ပါတယ်။ဟိုလေဟိုပါရေအခုအချိန်ကြီးကကျွန်တော်တို့ကြည့်မယ်ဆိုရင်ငါးရသမသိငါးရသမနှစ်ဟောလီရသမကိုအဆရှိတဲ့တော့ပြင်းအားပြင်းကလေးတွေပဲနောက်ဆက်တွန်းကလေးတွေကလှုပ်ခတ်နေတာကိုကျွန်တော်နေတွေ့ရတယ် စရိတ်ကကြတော့ဝလူဝသပညာရှင်တွေငလိပညာရှင်တွေကနောက်ဆက်တွဲငလိကစိုးရင်ဆရာမရှိဘူးလို့ကြေညာထားပေမဲ့တော့ရှောက်လှုပ်လာတာ ကကြီးကြီးမားမားပဲလှုပ်လာနေတာဖြစ်တဲ့အတွက်လာမယ့်တလအကျော်အတွင်းပြည်သူတွေအနေနဲ့ငလိဆိုတာကလုံးဝလုံးဝကိုစိတ်ချလို့မရသေးပါဘူးဒါကြောင့်ပြည်သူတွေအထူးကြီးဆက်ကြပါနော်